င်တွေ channel ရဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါရယ်ဒီကနေ့နိုဝင်ဘာ25ရက်နေ့မှာဘာတွေထူးထူးခြားခြားဖြစ်ခဲ့လဲဆိုတော့ကဘာကြီးနဲ့မြန်မာတဝမ်းကအကြောင်းအရာတွေကိုဒီအစီအစဉ်ကနေတင်ဆက်ပေးသွားပါမယ်ပရိသတ်တွေအနေနဲ့အားယူမယ်ဖြစ်ဖြစ်လမ်းသွားရမယ်ဖြစ်ဖြစ်တရက်တာဘာတွေထူးထူးခြားခြားဖြစ်ခဲ့လဲဆိုတာသိရှိသေးဖို့ဒီ pocket အစီအစဉ်လေးကိုတင်ဆက်ပေးလိုက်တာပါဒီကနေ့အတွက်ပထမဆုံးပြောပြပေးခြင်းတဲ့အကြောင်းအရာက ကျဖက်စစ်တပ်ရဲ့လက်အောက်ခံဝါတဝါရဲ့ပြူစော်ရီစစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေအပြုတ်တိုက်လိုက်ပြီးတော့လက်နက်ခဲအများပြားရရှိတယ်ဆိုတဲ့သတင်းပါဒီနိုဝင်ဘာ23ရက်နေ့ဒီမနက်ပိုင်းမှာဒီစကိုင်းတိုင်းရွှေဘိုခိုင်ဒီခင်ဦးမြို့နယ်အနောက်ချမ်းမှာဒီစစ်ကြောင်းထိုးပြီးတော့ထွက်လာတဲ့အဲ့ဒီဒီအကျန့်ဖက်စေုပ်စုနဲ့ဒီပြူတွေပါတဲ့စစ်ကြောင်းကိုဒါကျွန်တော်တို့ဒီတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကဂျားဖြတ်တိုက်ခိုက်လိုက်တဲ့အခါမှာဒီအကျန့်ဖက်စေုပ်စုဘက်ကစစ်ကြောင်းတစ်ခုလုံးပြတ်သွားပြီးတော့ ာအကြက်ဖက်စစ်သားအလောင်းတွေပြူစော်ရီလောင်းတွေနဲ့စစ်လက်နဲ့ခဲရန်တွေတင်းစီရမိခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာဒီငချင်းမီတစ်လက် MA1 တစ်လက် MA2 သုံးလက် BE 160 mm ကွန်မန်ဒိုစိမ်းပြောင်းတစ်လက် နောက် MA3 ကသုံးလက်နောက် MA4 ကတစ်လက်နောက် G3 လေးလက်နောက်ဒီ MAS sniper တစ်လက်နော် M1 က၅လက်နဲ့ အဆက်ဆက်ပစ္စည်းတွေအများပြားသိမ်းဆည်းရမိတယ်ဆိုပြီးတော့ဒါတော်လိုင်းကြီးပူပေါင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်ကသိရပါတယ်။ဒီတိုက်ခိုက်မှုကိုတော့ဒီပူပေါင်းစစ်စင်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ဒီအမတ်နှစ်ရွှေဘိုခရိုင်အမတ်သုံးတပ်ရင်းနောက်ခင်ဦးမျိုးနယ်ပကဖနောက်ပြီးတိုက်နယ်1နှစ်3 5ကပကဖတွေနဲ့နောက်ဒီခင်ဦးမျိုးနယ်ပလဖတို့ကပူပေါင်းပြီးတော့ပြုလုပ်ခဲ့တာဖြစ်ပြီးတော့တော်လိုင်းရင်အင်အားစုတွေဘက်ကတော့ထိခိုက်မှုလုံးဝမရှိခဲ့ဘူးလို့သိရပါတယ်။ ဒီကဆက်ပြီးတော့ကျွန်တော်ဒီတင်ပြပေးခြင်းတဲ့တရင်တပုတ်ကဒီရန်ကုန်မြို့လေကကြောက်ရရာရဲစခန်းတဲကိုလက်ပြဘုံနဲ့ပြစ်သွင်းတိုက်ခိုက်ခံရတဲ့အကြောင်းပေါ့တကယ်တော့ရန်ကုန်ဆိုတာတကယ်စေုပ်စုရဲ့လုံခြုံရေးအင်မတန်တင်းကျပ်တဲ့မြို့ပါเนาะအချက်လက်တွေရဆိုရင်ဒါတိုက်ပွဲမဖြစ်တာဒီလေကြောင်းတိုက်ခိုက်ခံရမှုတွေမရှိတာမြန်မာတိုင်းနိုင်ငံလုံးမှာเนาะရန်ကုန်မြို့ပဲကျန်နေလို့တောင်ပြောလို့ရမှာပါအဲ့တော့အခုတော့ဒီရန်ကုန်မြို့လေရဲ့ဒီကြောက်ရရာရဲစခန်းတဲအထီကို လက်ပစ်ပုံနဲ့ပြစ်သွင်းပြီးတော့တိုက်ခိုက်ခံလိုက်ရပါတယ်ဒါကြမ်းဖက်စစ်တပ်အနေနဲ့ဒီနေ့ပေါ့နော်နိုဝင်ဘာ25ရက်မနေ့အစောပိုင်းတနာရီကန်းလောက်ကရန်ကုန်မြို့ကြောက်တရာမြို့နယ်စုလိဖျားလမ်းပေါ်မှာရှိတဲ့ဒီကြောက်တရာရဲစခန်းကိုဒါမြို့ပြပျောက်ကြားတပ်ဖွဲ့တွေကလက်ပစ်ပုံနှလုံးနဲ့ပစ်ခတ်ပေါက်ခွဲခဲ့တဲ့အခါမှာဒီရဲစခန်းရဲ့ဒီကင်းတဲ့နီးမှာပောက်ခွဲသွားတယ်လို့သိရပါတယ် အဲ့တရင်နေမှာတော့ဒါလက်ပြပုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာဒီရက်စကန်ရှိရဒီကင်းတဲ့နားမှာကြပောက်တယ်ပေါ့။နောက်ဒီပြီးတာနဲ့ဒီဖောက်ခွဲတဲ့သူတွေအနေနဲ့ကချက်ချင်းပြန်လဲဆုတ်ခွာခဲ့တဲ့အခြေအနေဆိုတော့နောက်ဆက်တွဲတွေတော့မသိရဘူးပေါ့။နောက်ပြီးရင်လူရှင်းတာရဲ့နောက်ပြေးလန်းရှင်းတဲ့အချိန်ကိုအချိန်ယူပြီးတော့လှုပ်ဆောင်ရတာအဖြစ်တယ်။နောက်ဒီမျိုးတွေကဒီစကန်တွေကိုလှုပ်ချင်လွန်းလို့ဒါအချိန်တလားလောက်ဟိုတေးသေးချာချာလေ့ကျင့် ပြီးမှဒါကိုလှုပ်ဆောင်ခဲ့တာဆိုပြီးတော့ဒီ operation flame သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိတဲ့သူရဲ့ဒါခေတ်သစ်သတင်းဌာနမှာပြောကြားထားတာကိုကျွန်တော်တွေ့ရပါတယ်။နောက်ဒီ yes khan ကဒီအချမ်းဖက်စစ်တပ်ရဲ့ဒီအတူရောင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်လှုပ်ဆောင်နေတဲ့အပြင်ပေါ့ဒါမိဘပြည်သူတွေလည်းညီမျိုးစုံနဲ့မတရားဖမ်းဆီးနှိပ်စက်နေတဲ့ scan တစ်ခုဖြစ်တဲ့အကြောင်းပေါ့နော်။အဲဒါကြောင့်လေဒီ operation flame ရဲ့ fire power အထူးစစ်စင်ရေးစီးရေးပြတ်မှတ်ဖြစ်နေ ဒါတိုက်ခိုက်ခဲ့တယ်လို့လည်းဒါအတိပေးထုတ်ပြန်ထားပါတယ်။ Operation Flame အနေနဲ့ကဒီအကြမ်းဖက်စစ်ကောင်စီကအခုဒါပြုလုပ်ဖို့လုပ်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်တလို့ဒါရန်ကုန်တော်လှန်ရေးမဟာမိတ်တွေအားလုံးနဲ့လည်းအတူတကွလက်တွဲပြီးတော့ဒီအကြမ်းဖက်စစ်တပ်ကိုဟိုအရှိန်မြင့်မြင့်နဲ့တိုက်ခိုက်ခြေမုံသွားမှာဖြစ်တယ်လို့လည်းဆက်လက်ပြီးတော့ထုတ်ပြန်ထားတာတွေ့ရပါတယ်။ကျွန်တော်နောက်ထပ်ဒီနေ့အတွက်ပေါ့နော်တတိယမြောက်သတင်းတပုတ်တွင်တင်ဆက်ပေးချင်တာက ဒီ KNU က DKB အဆောင်ရှောက်အောက်မှာလဲပတ်နေတဲ့ဒီကြားဖြတ်လုပ်ငန်းကြီးတစ်ခုထပ်ပြီးတော့ဒီရှာဖွေတွေ့ရှိတယ်ဆိုတဲ့သတင်းကိုတင်ပြပေးကြပါမယ်။အဒီကြားဖြတ်သတင်းကတော့ဒီရက်ပိုင်းမှာအားလုံးသိတဲ့အတိုင်းပဲเนาะဒီလောက်ကျွန်တော်တို့အော်အော်တောင်းနေဖြစ်နေတဲ့ကြားမှာပဲထပ်ပြီးတော့ဒါအခုဆိုရင်ဒါ DKB ရဲ့အဆောင်ရှောက်အောက်မှာလဲပတ်နေတဲ့နောက်ထပ်ကြားဖြတ်ဒီလုပ်ငန်းတစ်ခုကိုထပ်မံတွေ့တယ်ဆိုတဲ့ဒါသတင်းတစ်ခုကစိတ်ဝင်စားစရာပေါ့။ဒီနိုဝင်ဘာ25ရက်ပေါ့เนาะဒီကနေ့မနက်ပိုင်းမှာပဲဒီ KNU ရဲ့ ဒီထုတ်ပြန်ချက်မှာဆိုလို့ရှိရင်ဒါဒီမိုကရက်တစ်ကရင်အကျိုးပြုတက် DKB ရဲ့ဒီကာကွယ်ပေးမှုအောက်ပါလက်ပတ်နေတဲ့နေဆက်ဖြတ်ကျော်ငွေကြေးလိမ်လည်မှုဒီကြားဖြတ်လုပ်ငန်းကြီးတစ်ခုဟိုထပ်ပြီးတော့ဖော်ထုတ်တွေးရှိတယ်ဆိုတဲ့အကြောင်းပေါ့နော်။ဟောအဲ့ဒါကတော့ဒီမြောင်းရီမြို့နယ်တဲကဒီမင်းလက်ပံကြီးရွာအနီးဒါထိုင်းမြန်မာနေဆက်ပေါ့နော်။အဲဒီတောင်ရင်မြန်နာမှာ DKB ကကာကွယ်အကာကွယ်နဲ့တိုးတိုးသိသိနဲ့လက်ပတ်နေတဲ့ကြားဖြတ်လုပ်ငန်းတစ်ခုကိုမမျှော်လင့်ဘဲနဲ့ ဖော်ထုတ်တွေးရှိခဲ့တယ်ဆိုပြီးတော့ဒီထုတ်ပြန်ချက်မှာဖော်ပြထားတာတွေ့ရပါတယ်အဲ November 21ရက်နေ့တုန်းကလည်းပဲတဲ့ဒီအာနာသိန်းစစ်တပ်က KNU C ကနေဒီဆုံရှုံထားတဲ့နေမျိုးတွေပြန်ရဖို့ရွေချက်နဲ့ထိုးစစ်ဆင်ခဲ့တာပေါ့ဒီစစ်တပ်မှာပဲဖြစ်တဲ့ DGB အဖွဲ့တွေကဒီနိုင်လွင်ဥဆောင်တဲ့ DGB တပ်တွေကလည်းဒီ KNU တပ်ဆွဲတဲ့နေရာတွေကိုတိုက်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်အဲ့တော့ဒီနိုင်လွင်ကဆိုရင်ဒီကြားဖြတ်ကိစ္စနဲ့ဒီနေဆက်ဖြတ်ကျော်ဒူးစရိုက် လှုပ်ရှားမှုတွေကြောင့်ဒီအမေရိကန်အစိုးရကနိုဝင်ဘာ12ရက်နေ့မှာဒီအရေးယူပိတ်ဆို့သတ်မှတ်ကြေညာတဲ့အထက်မှာဒီလေးဦးထဲမှာပါတဲ့ဒီကိဘီခေါင်းဆောင်ပေါ့နော်အဲဒီစိုင်းကြော်လှနဲ့တိုက်ရိုက်ကုတ်ကဲမှုအောက်မှာလှုပ်ရှားတဲ့သူဆိုပြီးတော့ဒါ KNU ရဲ့ဖော်ပြထားတာတွေ့ရပါတယ်လက်တလုံးပေါ့နော်ဒီ KNU အနေနဲ့ကဒီ DGB ရအကာအကွယ်ပေးခဲ့တဲ့အဲ့ဒီ area တွေကိုထိ ंछ ုပ်သိမ်းယူထားလိုက်ပြီးတော့ ီတန်တရားရှိတဲ့သူတွေထွက်ပြေးလွတ်မြောက်မသွားနိုင်အောင်ဒီအဝင်ထွက်တွေကိုပိတ်ဆို့ထားတဲ့အကြောင်းပေါ့နော်ဟိုနောက်နေ့ဒီနိုဝင်ဘာ22ရက်နေ့မှာလည်းပဲဒီမြေပြင်အခြေအနေတွေကိုဟိုဆန်းစစ်ပြီးတော့ဒီဖိအားပေးခိုင်းစေခံသူတွေကိုကယ်တင်နိုင်ဖို့ပေါ့နော်ဒီကြားဖြတ်လုပ်ငန်းတွေကို ဖြိုဖျက်ဖို့ဒီအဖွဲ့တစ်ခုကိုလည်းဒါစတင်ပြီးတော့တာဝန်ပေးရခဲ့တယ်လို့ KNU ကပြောပါတယ်အဲ့တော့ဒီကိစ္စကိုထိုင်းနဲ့နိုင်ငံတကာအာဏာပိုင်တွေစီကိုလည်း KNU ကချက်ချင်း အတိပေးအကြောင်းကြားထားပြီးဖြစ်တယ်လို့ပေါ့နော်။ကင်တွေရမယ့်နီလန်းတွေနောက်ဒီတန်တရားရှိတဲ့သူတွေကိုစစ်ဆေးအတိပြုနိုင်ရေးကိစ္စတွေနဲ့ဒီသက်ဆိုင်ရာနိုင်ငံသားတွေနေရက်ပြန်လဲပို့ဆောင်ရေးတွေကိုလည်းအဲလှုပ်ဆောင်မဲ့ဒီအကြံဉာဏ်တွေတောင်းထားတယ်လို့လည်းသိရပါတယ်။အဲ့တော့ KNU အနေနဲ့ကတော့ဒီကြားဖြတ်ခြံဝင်းကြီးထဲမှာရှိနေတဲ့နိုင်ငံသားတွေတဲကဒီယာကနန်းလောက်ကိုပဲဒါသူတို့ဘသူဘဝဆိုတာထုတ်ဖော်နိုင်ပြီးတော့ဒီတချို့ထိုင်းနိုင်ငံသားတွေကိုတော့လိုအပ်တဲ့ဒီတရားရေးကြိုင်တွေဖြည့်ရှင်းမှုတွေလှုပ်ဆောင်နိုင်အောင် ထိုင်းအာဏာပိုင်တွေစီကိုလည်းလွှဲပြီးပြီးဖြစ်တယ်လို့ဒါကြေညာချက်မှာတွေ့ရပါတယ်အကင်းရွေးကျင်ညာချက်မှာတော့ဒီထိန်းချုပ်နယ်မြေတွေထဲမှာနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုတိုက်ဖြတ်ဖို့ပေါ့။နောက်နစ်နာသူတွေကိုကာကွယ်ဖို့။နောက်နေဆက်အခြေစိုက်ဒုစရိုက်ဂိုင်းတွေကိုဒီမှန်ကန်မျှတာတဲ့ပြစ်ဒဏ်တွေစီရင်နိုင်ဖို့ကိုမမိတ်မတုံဆက်လက်ပြီးတော့အားထုတ်လှုပ်ဆောင်နေမယ်လို့လည်းအဖော်ပြထားတာတွေ့ရပါတယ်။အဒီနေ့အတွက်ကျွန်တော်ဒီနောက်ဆုံးဒီကမ္ဘာသတင်းတစ်ပုဒ်နဲ့အဆုံးသတ်လိုက်ချင်ပါတယ်။ အဲ့ဒါကတော့ဒီအမေရိကန်နိုင်ငံကနေပြီးတော့မြန်မာနိုင်ငံသားတွေအတွက် TPS လို့ခေါ်တဲ့ဒီယာယီခိုလုံခွင့်အဲခွင့်ပြုထားတဲ့ကိစ္စကိုဒါအမေရိကန်အစိုးရကပြန်လဲရုပ်သိမ်းလိုက်တယ်ဆိုတဲ့သတင်းပါအဲ့မြန်မာနိုင်ငံသားတွေကိုယာယီခိုလုံဖို့လက်ခံခွင့်ပြုထားတယ်ဒီယာယီကာကွယ်ရေးတပ်မတ်ချက် TPS ပေါ့နော်ဒါလူဝင်မှုကြီးကြပ်ရေးရဲ့အစီအစဉ်ကိုဒါအဆုံးသတ်မယ်ဆိုပြီးတော့အမေရိကန်အစိုးရကကြေညာချက်တစ်စောင်ထုတ်ပြန်လာပါတယ်အိမ်ဘီရိုကိုဒီတကြောပြန်ရောက်ရှိလာခြင်းကလေးကဒီနိုင်ငံတကာအကူအညီတွေ ဒါလူသားချင်းစာနာမှုအထောက်ပံ့တွေကိုဒီ short ချတဲ့အနေနဲ့ဒီ American Tamara Tran ကဒီစစ်ဘေးတင့်အရှိတောင်အာရှဒေတာရင်းနိုင်ငံတွေစီကိုဒါပြန်သွားဖို့အန္တရာယ်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအတွက်ဒီပါဝင် TPS အစီအစဉ်ကိုပါဒါအခုဆိုဒါရုတ်သိမ်းဖို့ဆုံးဖြတ်လိုက်တဲ့အထဲမှာဒါထည့်သွင်းလိုက်တာတွေ့ရပါတယ်။အမေရိကန်မှာကဒီ TPS နဲ့နေထိုင်တဲ့မြန်မာနိုင်ငံသား၄000ဒီပါရှိပါတယ်။အခုဒီ Trunk ဆိုရကဒီ TPS ကိုသူပယ်ဖျက်ဖို့ပေါ့နော်အဲစူးစမ်းနေတဲ့နိုင်ငံတွေဆိုရင်ဒါအာဖဂန်နစ္စတန်ရှိမယ်နောက်ကင်မရွန်ရှိမယ်ဟေတီရှိမယ်နောက်ဟွန်ဒူရက်စ်ရှိမယ်နီပေါ်ရှိမယ်နောက်နီကာရာနောက်ဆီးရီးယားဆူဒန်နဲ့ဒီဗင်နီဇွဲလားနိုင်ငံတွေတဲကဒီထောင်ထောင်ချီများပြားတဲ့နိုင်ငံသားတွေရဲ့ TBS တတ်မှတ်ချက်တွေကိုလည်းဒါပယ်ဖျက်ဖို့လှုပ်ရှားနေတယ်ဆိုတာကျွန်တော်တို့ဒါထုတ်ပြန်ထားတာရှိပါတယ်အဲ့တော့ရွှေပြောင်းခြေချတဲ့သူတွေဘက်က ဒီကာကွယ်ရက်တီတဲ့တက်ကြွလှုပ်ရှားသူတွေကတော့ဒီအစိုးရရဲ့ဒီလက်ရှိကင်တွေလှုပ်ဆောင်မှုဟာဒါခေတ်သစ်အမေရိကန်သမိုင်းကနေဒါခေတ်နောက်ပြန်အစွဲဆုံးအာထုံမှုတစ်ခုဖြစ်တယ်ဆိုပြီးတော့လဲဝေဖန်ထားတာတွေ့ရပါတယ်အော်အမေရိကန်ဆိုးရရဲ့ထုတ်ပြန်ချက်အရဆိုရင်မြန်မာနိုင်ငံသားတွေအတွက်ဒီ TPS ရုပ်သိမ်းမှုဟာဇန်နဝါရီ26ရက်နေ့မှာစပြီးတော့အသက်ဝင်လာမှာဖြစ်ပါတယ်။အမေရိကန်ရဲ့ဒီပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနရဲ့အဆိုအရဆိုရင် ဒါစစ်အာဏာသိမ်းမှုမြန်မာနိုင်ငံမှာပေါ့ဒီစစ်အာဏာသိမ်းမှုအပြီးဒီစစ်တပ်ရဲ့ဒီရန်လိုမှုတွေကြောင့်နေရပြန်ဖို့မလုံခြုံတဲ့မြန်မာနိုင်ငံသားတွေကိုဒါ TBS ရအမေရိကန်မှာနေထိုင်ခွင့်ပြုခဲ့တယ်လို့ပေါ့နော်အချိန်ချင်းလဲတက်တန်းတိုးဖို့ခွင့်ပြုခဲ့တဲ့အကြောင်းပေါ့အခုဒီ9နှစ်နီးပါးအကြာမှာတော့တဲ့ဒီမြန်မာနိုင်ငံရဲ့အခြေအနေတွေကအတန်အသင့်တိုးတက်လာပြီးဖြစ်တာကြောင့်ဒါအခုခါမှာ TBS နဲ့နေထိုင်သူနိုင်မြန်မာနိုင်ငံသားတွေကိုနေရစီပြန်ပို့ဖို့အချိန်ခါတင့်ပြီလို့ဒါအမေရိကန်ရဲ့ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကဟိုပြောထားတာပါအဲ့တော့ကျွန်တော်တို့ဒီနေရာမှာတော့ဟိုစဉ်းစားစရာရှိတာပေါ့နော် ဟိုဘလို့အချက်တွေနဲ့တိုင်းတာပြီးတော့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကတိုးတက်လာတယ်လို့เนาะဒီအမေရိကန်ပြည်ထရေးလုံခြုံရေးဝန်ကြီးဌာနပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနခံမှန်းနေတော့ဒါကျွန်တော်တို့စဉ်းစားစရာရှိတာပေါ့เนาะလက်ရှိအချိန်မှာတေချာတာတော့လက်ရှိဒီ TBS နဲ့နေထိုင်နေတဲ့သူတွေမြန်မာပြည်ပြန်ရောက်တယ်ဆိုရင်လည်းဒီအကြမ်းဖက်စစ်တပ်ရဲ့เนาะဟိုစစ်ကြောရေးမှနေနော်အော်ဒီဒီနှစ်မြညပြောက်ဖြစ်သွားနိုင်တာမျိုးတွေတကယ်ကိုအသက်အန္တရာယ်ကဒီနှစ်အချိန်ထိဒီ၅နှစ်နေပါကြာတဲ့အထိကိုပဲ เนาะအကျန်းဖက်စစ်တပ်ရဲ့အောက်မှာเนาะလုံးဝကိုဒီလူခွန်ရေးနောက်ပြီးရင်ကျွန်တော်တို့အသက်အန္တရာယ်ဆတဲ့လုံခြုံရေးတွေဟာလုံးဝကျွန်တော်တို့ကိုစိတ်ချရတယ်ဆိုတဲ့အခြေအနေမျိုးတိုးတက်လာတယ်ဆိုတဲ့အခြေအနေမျိုးဒီတစုံတရာမတွေ့ရတာရှိပါတယ်အဲ့တော့လက်ရှိဒီအမေရိကန်ရဲ့ဒီ Federal အစိုးရထုတ်ပြန်ထားတဲ့ဂိမ်းကနန်းတွေထဲမှာကျွန်တော်တို့ဒီ TPS နဲ့နေထိုင်နေတဲ့ဒီမြန်မာနိုင်ငံသား3969ဦးရှိတယ်လို့သိရပါတယ်တကယ်လို့ဒါဒီအမေရိကန်မှာ ဒီတရားယုံတစ်ခုခုကကြားဝင်ပြီးတော့ဒီထုတ်ပြန်ချက်ဒီဆုံးဖြတ်ချက်ကိုပေါ့နော်တားဆီးတာမျိုးမရှိဘူးဆိုရင်တော့ဒါအဲ့ဒီမှာရောက်နေတဲ့ TPS နဲ့နေတဲ့မြန်မာနိုင်ငံသားတွေအတွက်ပေါ့နော်ဒါဇန်နဝါရီလကုန်ပိုင်းမှာဒါတကယ်ပဲဒီသူတို့နေထိုင်ခွင့်ဟာအဆုံးသတ်သွားမှာဖြစ်တဲ့ခါကျတော့တော့ဘာကြီးဆက်ပြီးတော့ကျွန်တော်တို့အဲဖြစ်လာမလဲဆိုတာတော့ကျွန်တော်ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့အတွက်အဲကျွန်တော်တို့ဒီကနေ့ဘာကြီးထူးထူးခြားခြားဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ချင်ပါတယ် စီစဉ်ကိုစာဆုံးနားထောင်ပေးခဲ့ကြတဲ့အတွက်လည်းထူးပဲကျေးဇူးတင်ပါတယ်။ပြည်သက်အားလုံးဘေးကင်းကြပါပြီးစီးပွားလှလပါတွေတိုးတက်ကြပါစေလို့ကျွန်တော်တခင်တွေဆုတောင်းပေးလိုက်ပါတယ်။